အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football ရဲ့ live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ဆုမွန်အောင်တောင်းပေးလိုက်ပါတယ် အဲ့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော်အာဆနယ်အကြောင်းပြောဖို့လိုလာတယ်ပေါ့နော်အာဆနယ်သင်းနေတဲ့လာမင်းနေရာဒီမှာဒါသူတို့ဒီနေ့ဒါကျွန်တော်ပရီးမီးယားလိတိုက်တဲ့ challenge တွေလက်ရှိမှာဒါချီးရင်းဆွဲလူစင်းကိုပို့ပြီးတော့တိုးမြင့်ဖို့အတွက်ဒါကျွန်တော်တို့အာပူသုံးသွားမယ်ပြင်ငွေပါပူသုံးသွားဖို့အတွက်ပြင်ဆင်လာတယ်ကျွန်တော်ခဏခဏပြောခဲ့တယ်ဒီအာဆနယ်သင်းနေအခုလက်ရှိလာမင်းနေရာဒီအပြောင်းအရွှေ့ဖွင့်တာနဲ့တိုက်စစ်မှုတရားကိုအမြန်ဆုံးခေါ်ယူဖို့တောင်ပြင်ဆင်နေပြီအခုလက်ရှိမှာဒါ Victor Kyogres အပြင်ကို Benjamin Sesko ကိုပါတရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်နေတယ်ဆိုတာကျွန်တော်ပြောထားပြီးဖြစ်လိမ့်မယ်အဲ့တော့ လက်ရှိအနေအထားအရဒါကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဒါ အာစနိုတဲ့နဲ့လာမင်နေရာဒီမှာငွေ3ကိုတော်တော်လေးကိုချမ်းမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့တစ်နှစ်ကတည်းကကျွန်တော်တို့ Declan Rice ကို Kai Havertz တို့ကိုခေါ်ယူခဲ့တဲ့ဒါနေရာဒီအပြောင်းရွှေ့လိုပုံစံမျိုးကိုအာစနိုသစ်စီကနေပြီးတော့ပြောင်းမြင်မှုရှိတယ်။အဓိကဒီနေရာမှာပိုင်ရှင်နေနေတဲ့ Leshy Squad ကိုဒါနည်းနည်းလေးပုံမြင့်ပေးလိုက်ပြီဆိုရင်တော့အာစနိုသစ်နဲ့ Premier League ကို Champion League ကိုတိုက်တဲ့ Challenge နေနဲ့လုပ်နိုင်မယ်လို့ဒါကျွန်တော်ပိုင်ရှင်နေနေနဲ့ယူဆတယ်။ Arteta ကိုလည်းလက်ရှိမှာပိုင်ရှင်နေနေယုံနေဆိုတာကျွန်တော်ဟိုနေ့ကဗီဒီယိုတင်ထားပြီးပြီဖြစ်ပဲ။အဲ့တော့လက်ရှိမှာအာစနိုဘက်ကပြောင်းကြည့်မယ်ဆိုအာစနို သင်းနေနေတကယ်တမ်းဒီငွေတွေကိုတုံးမယ်ဆိုရင်ဘဲကတုံးတယ်။အာစနိုသင်းနေခုလက်ရှိမှာကြားတီးရတော့ဒီတန်း200ဆိုတာကအတင်းတုံးမှာဖြစ်ပြီးတော့အကဲကစားသမားအယောင်ရခဲ့မယ်ဆိုရင်တော့မှအဲ့ဒီအယောင်ကရတဲ့ဝင်ငွေကိုအသင်းနဲ့ကိုပဲအပိုင်ရှင်တွေကတရားရဂိုင်းတို့ပြန်ထည့်သွားမှာဖြစ်ပြီးတော့ကစားသမားအယောင်ကိုလည်းဒါကျွန်တော်တို့ ကစားသမားအယောင်းကိုလည်းလက်ရှိဘက်မှာကြည့်ရတဲ့သတင်းကြားရတဲ့သတင်းတွေအရဆိုရင်တော့ဒါကျွန်တော်အာဆနယ်ဘက်ကအကြီးကျယ်လှုပ်ဆောင်တာဖြစ်တယ်။ကစားသမားအယောင်းကပဲမန်ချက်စတာဆိုဆိုဆိုဘာဘဲမန်ချက်အာကစားသမားအယောင်းကပဲလက်ရှိမှာအာစတိုအသင်းနေနဲ့ဘဲမန်ချက်စတာစီးတီးကပါစပ်ကဆွဲနေတာဒါပြီးတော့အဲခုနကမှဒါကျွန်တော်မန်ချက်စတာစီးတီးဗီဒီယိုရိုက်ထားတာဆိုတော့အဲ့တော့ အာဆောင်သေးနဲ့ကစားသမားအယောင်ကကြီးပဲလက်ရှိမှာပေါင်တန်း80ထက်ဒါကျွန်တော်မနှိမ့်နဲ့ငွေတစ်ခုအနေနဲ့တော့ရှာဘူးတော့လည်းပြင်ဆင်တာအဲ့တော့ပြောချင်တာကပေါင်တန်းနဲ့အသရင်သုံးမဲ့အပြင်ကိုလာမဲ့နေရာဒီမှာအာဆောင်သေးကဒါကစားသမားအယောင်ကနေပေါင်တန်း80ရဖို့ရှိအဲ့ကနေပေါင်တန်း50လောက်ထပ်သုံးမဲ့ဆိုရင်တော့အာဆောင်သေးနဲ့လာမဲ့နေရာဒီမှာပေါင်တန်း150လောက်နေနေတကယ်တမ်းသုံးသွားနိုင်တဲ့ဒီထားမှာရှိတယ်။ဒါပေမဲ့ဒီဟာကိုတန်း150 installment နဲ့ပဲသုံးသွားမလားဒါကျွန်တော်လက်ရှိတစ်ခါတည်းပဲအပြက်ပုံစံမျိုးသုံးသွားမလားကတော့ဒါ Andrea Barter နဲ့လက်ရှိနီးပြဖြစ်တဲ့ Artida ပေါ်အများကြီးမူတည်ရလို့ကျွန်တော်အနေနဲ့ပြောပြစီအာ ာစနယ်သင်းတဲ့အခုလက်ရှိမှာဒါကြောင့်ဒီလိုအခြေအနေမျိုးကဘယ်ကစားသမားတွေကိုဝယ်မလဲဘယ်ကစားသမားတွေကိုမဝယ်ဘူးလဲဆိုတဲ့ဥစ္စာကျွန်တော်ပြောအောင်လက်ရှိမှာအာတီတာအနေနဲ့ဒါကျွန်တော်တို့မနေ့ကကျွန်တော် comment ကိုတိပြီးအာအလဇနာအိဆက်ကိုအာစနယ်ကဒီလောက်ထိငွေသုံးမှာပဲဘာလို့မဝယ်တာလဲဆိုတော့ခုနပြောဆိုပေါင်တန်း100ရှိရတယ်မှာပေါင်တန်း150လုံးကိုအာစနယ်သင်းကတော့ကစားသမားတစ်ယောက်တည်းကိုသုံးဖို့တဲ့စီစဉ်မရှိဘူးတိုက်စစ်ဘူး comment ဆိုတော့အာစနယ်သင်းနဲ့ပေါင်တန်း100အောက်ဒါမှမဟုတ်ပေါင်တန်း100လောက်ရှိမဲ့ကစားသမားကိုဒါအဓိကခေါ်ယူဖို့ 調査သွားမှာအဲ့တော့အခုချိန်ထိကြာကျွန်တော်တို့ NBA ဘာဒါနီနဲ့ဒါကျွန်တော်တို့အီဆက်ကိုသဘောချမှုကြောင့်မလို့အီဆက်ကိုတော့စိတ်ဝင်စားဒါပေမဲ့တစ်ဖက်ကညူကာဆယ်အသင်းနဲ့အခုလက်ရှိမှာချန်ပီယံလိဒါဝင်သွားခဲ့မယ်ဆိုတော့အီဆက်ကိုပေါင်တန်း150အောက်ရဖို့အစီအစဉ်မရှိဘူးအီဆက်ကိုယ်တိုင်ကလည်းလက်ရှိမှာချန်ပီယံလိဝင်သွားမယ်ဆိုရင်တော့အလက်ဇန္ဒားအီဆက်အနေနဲ့ဒါကျွန်တော်တို့အာ လူကာဆယ်ယူနိုက်တက်မှာပဲနေဖို့အတွက်ဆက်လက်ပြီးပြင်ဆင်သွားပြန်အကယ်၍ဂျားတဲ့မှာသာအာစတိုသင်းနေနဲ့ချန်ပီယံလိဆူပလာရခဲ့မယ်ဆိုတော့ဒါဟာစင်နရီယိုရတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်ဘာလို့ဆိုအကယ်၍အာစနိုသင်းသာဂျားတဲ့မှာချန်ပီယံလိရခဲ့မယ်ဆိုရင်အလက်ဇန္ဒားအီဆက်အနေနဲ့အာစတိုသင်းကိုပြောင်းဖို့အတွက်စိတ်အားထက်သန်သွားနိုင်တာမှာရှိတယ်အဲ့တော့ကစားသမားကိုယ်တိုင်တွန်းမယ်ဆိုရင်တော့ဒီပေါင်တန်းတရာဆိုတဲ့ပတ်ချာလေဝင်းကြအီဆက်ကိုရနိုင်တဲ့နေရာမှာပါတယ်ဒါမှမဟုတ်ကစားသမားမတွန်းမှုဆိုရင်တော့ဒါလူကာဆယ်ခေါ်တဲ့ဈေးဖြစ်တဲ့ပေါင်တန်း150ကိုသာအာစနိုသင်းတောင်းအောင်ဖြစ်တယ်ဒါပေမဲ့အဲ့ကြောင့်မို့လို့အာစတိုသင်းနဲ့ဒါအီဆက်ကိုခဏလောက်မေ့ပြီးတော့လက်ရှိမှာ Victor က်ကာယိုဂရက်စ်အပြင်ကိုဒါကျွန်တော်ဘန်ဂျမင်ဆက်စကူကိုစိတ်ဝင်စားနေတယ်ဖရက်ဒက်ကာယိုဂရက်စ်ကဒါကျွန်တော်တို့မနစ်ညကမှဒါကျွန်တော်ဂိုးလေးကိုသွင်းပြီးတော့အခုလက်ရှိမှာဥရောပမှာရွှေဖနက်ရဘူးဒါသူတို့ရဲ့ပြည်တွင်းနေ့ရွှေဖနက်မဟုတ်တော့ဥရောပရွှေဖနက်ရဘူးလဲတာဆူနေတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်အဲ့တော့ဗီတာကာယိုဂရက်စ်ကိုအခုချိန်ထိဒါကျွန်တော်တို့တချို့ကဟာလာမယ့်နေရာဒီမှာဗီတာကာယိုဂရက်စ်စာချုပ်ဖြတ်သိမ်းကြီးကပေါင်80ရုပ်ဆိုယူရိုကန်80အခုလက်ရှိချိန်ထိဒါကျွန်တော် BBC ကနောက်ဆုံးတင်ထားတဲ့သတင်းအရဆိုရင်တော့ဗီတာကာယိုဂရက်စ်စာချုပ်ဖြတ်သိမ်းကြီးကယူရိုတန်80ဆိုတာမဟုတ်ဘူးယူရိုတန်100ဖြစ်တယ်တစ်ဖက်ကဒါကျွန်တော် sport နေနဲ့ယူ ိုတန်တရာကိုသူကစားသမားဘာလို့မှမပေးမှန်းသိလို့ဒီစာချုပ်ဖြတ်သိမ်းခြင်းမှုပဲနဲ့လက်ရှိပိုင်းကစားသမားကိုခေါ်ခြင်းနဲ့ဆိုရင်တော့ယူရိုတန်80 80နဲ့ခေါ်ယူနိုင်မယ်ဆိုတဲ့ပုံစံမျိုးကို Sporting ဘက်ကဈေးလျှော့ပြပြီးအတီးအခုဒူးဒူးပြတာကစားသမားထွက်ချေလို့ပေါ့နော်ဖီတာကာယိုကက်စ်အနေနဲ့ဒီနှစ်မှာသူ့အတွက်ထောင်ဆိုးနှစ်ပုံစံမျိုး Sporting ဘက်မှာကစားပေးမယ်သူ့အနေနဲ့အကယ်၍လာမယ့်နေရာဒီမှာအသင်းကြီးသာခေါ်မယ်ဆိုရင်စာချုပ်ဖြတ်သိမ်းခြင်းထက်နည်းပါးတဲ့ဈေးတစ်ခုအနေနဲ့သူ့ကိုပေးခေါ်ဖို့အတွက် Sporting နဲ့သူနဲ့ Gentleman Agreement လုပ်ထားတဲ့သဘောမှာရှိတယ်အဲ့တော့ပြောချင်တာစာချုပ်ဖြတ်သိမ်းခြင်းဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးပုံစံမျိုးတွားဖို့ ရှိတယ်ဗောနော်အဲ့တော့အဲ့တော့လက်ရှိမှာအာစနိုအသင်းเนี่ยဒီကျွန်တော်တို့ကစားတိုက်စစ်မှုမှာပဲဟိုဒါကျွန်တော်အာစနိုအသင်းเนี่ยပေါင်တန်း100လောက်ပေါင်သိပေါ့ပေါင်တန်း100လောက်နင်းနီသုံးသွားဖို့တော့ပြင်ဆင်ဒါပေမဲ့လက်ရှိမှာအာစနိုအသင်းအတွက်နောက်ထပ် target တစ်ခုကသူတို့အနေနဲ့ဒါတောင်မန်ကစားသမားကောင်းကောင်းကိုလည်းလက်ရှိမှာလာမယ့်လူရည်စီမှာခေါ်ခြင်းတယ်စာကအရန်ဆိုရတဲ့ဒါမာတင်နယ်လီရဲ့တစ်စစ်မြင့်တဲ့ကစားသမားတစ်ယောက်ကိုအာစနိုအသင်းလူချင်မှုရတယ်ဒါ ဖတ်ရတဲ့သတင်းတွေက Trossard ကော Martinelli ကောလက်ရှိမှာ Arteta သိပ်ပြီးသဘောမကျဘူး Martinelli ကောင်းတာမှန်ပေမယ့်အခုလက်ရှိမှာ Jin Lee Jet ရောဒီ left wing back ကနေပြီးတော့ကစားသမောက်အစစ်မြင့်မြင့်ကစားသမောက် Arteta အနေနဲ့လိုချင်တယ်အဲ့တော့ left mid ကော left wing ကောဆော့လို့ရကစားသမောက်ရအခုလက်ရှိမှာ Nico Williams ကိုစိတ်ဝင်စားတယ်ဒါပေမဲ့ Nico Williams ရဲ့စာချုပ်ဖြတ်သိမ်းခြင်း Arsenal တင်းတော့ပြဿနာမဟုတ်ဘူး Nico Williams ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကလက်ရှိမှာ Euro 45တက်မဲ့ရှိတယ်ဒါပေမဲ့ကစားသမောက်ရဲ့လုခလဆာတောင်းမှုကလက်ရှိမှာနည်းနည်းလေးမြင့်မားလွန်းတဲ့ကြောင့် Arsenal တင်းနဲ့ရေရှည်အတွက်ဆိုရင်ဒါဒီကစားသမောက်ရဲ့လုခလဆာအဆင်ပြေ ြေပါမလားဆိုတော့ချက်တော့စဉ်းစားရတယ်။အခုလက်ရှိမှာနီကိုဝီလီယံရဲ့တပတ်လောက်ကယူရို၄သိန်းပေါင်၃သိန်းခွဲ ဒါမနစ်ကတောင်းခဲ့တဲ့ကြောင့်ဒီနှစ်မှာဒီလောက်ထိဒါပြန်တောင်းခဲ့မှာဆိုရင်တော့ Arsenal အသင်းအနေနဲ့အခုလက်ရှိအခြေအနေမျိုးမှာဒီကစားသမားကိုဒါကျွန်တော်တို့ဒီကြိုက်စေးပေးဖို့အတွက်စူးစမ်းသွားမှာမဟုတ်ဘူး။ဒါကြောင့်မို့လက်ရှိမှာနောက်ဆုံးသတင်းတွေရကောလာဟာလာဆက်ဆံပေါ့နော်ဒါကျွန်တော်တို့လက်ရှိမှာ TF4 TF5 တက်နေတဲ့သတင်းရ Arsenal အသင်းနဲ့အခုလက်ရှိဒါကျွန်တော်တို့ပြင်သစ် League 1မှာဒါတောင်းမန်နေတောင်းမန်နေရမှာဒါကျွန်တော်တို့ရန်ချေစွမ်းပြပေးမယ်။နေရာရဖို့အတွက်အခုချိန်ဒီစူးစမ်းနေရကစားသမားဖြစ်တဲ့ Desire Doe ကိုလက်ရှိမှာဒါကျွန်တော်တို့ Arsenal အသင်းနဲ့စိတ်ဝင်စားတယ်။ဒါ Desire Doe နေနဲ့နမမဲ့ရ တာကျွန်တော်တို့ PSG ကိုရောက်လာတဲ့အချိန်မှာတကယ်ကို flare ပြည့်နေကစားသမားတယောက်ဖြစ်တယ်အခုလက်ရှိတာ PSG ရဲ့အောင်မြင်နေတဲ့လမ်းကြောင်းမှာလဲဒဇာယာတိုရဲ့အများကြီးရေးပါကစားသမားဖြစ်တယ်ဒါပေမဲ့ဒဇာယာတိုအနေနဲ့အခုလက်ရှိမှာဘာကူလာဒါကျွန်တော်တောင်းပန်ဖြစ်တဲ့ Gavecha တို့ကိုကြော်ပြီးတော့ပုံမှန်ပွဲထွက်ခွင့်နင်းနေတဲ့အတွက်ကြောင့်မသူ့အနေနဲ့သူ့တက်ပူကောင်းနေတာကျွန်တော်လက်ရှိသူ့တက်ပူကောင်းလက်ရှိမှာသူ့အနေနဲ့မိနစ်ပူရနိုင်မဲ့ club ကို Arsenal သင်းနေအာ မင်းလေးပူရနိုင်မဲ့ကလပ်တစ်ခုကိုသူနဲ့ပြောင်းဖို့အတွက်ပြင်ဆင်လာဒီနေရာမှာသူစဉ်းစားတာကတော့လက်ရှိမှာဒဇိုင်ယာဒိုရေးကတော့ Manchester City အသင်းကို Arsenal အသင်းကိုစိတ်ဝင်စားနေတယ် Manchester City အသင်းကဒီ left wing နေရာမှာလာမယ့်နေရာဒီမှာသူတို့က Jack Grealish ကိုဘာလို့ကိုရောင်းပြီးဒဇိုင်ယာဒိုရေးကိုစိတ်ဝင်စားနေတယ် Arsenal အသင်းကလည်းအခုလက်ရှိမှာဒီကစားသမားကိုစိတ်ဝင်စားနေတယ်အခုလက်ရှိမှာဒါကျွန်တော် PSG အနေနဲ့ဒါကျွန်တော်တို့ဒီကစားသမားကိုရောင်းမယ်ဆိုရင်တော့မှသူတို့အနေနဲ့မျိုးမျိုးမဲ့ရပြီးတော့ Ocampos အနေနဲ့ကတော့ Euro 300လောက်ထိဒါကျွန်တော်လူသွားမယ်လို့ကြားသိရတယ်မှာပါ Cola Hala Sasane အရာဆိုတော့ဒါကျွန်တော်ဒဇိုင်ယာဒိုရေးကို ူမာတာမာတီနယ်လီနဲ့တော့မှလဲသွားနိုင်တယ်ဆိုရဲကောလာဟာလာဆန်ဆန်တရင်လွတ်ထွက်နေတယ်။အာဆန်သိတဲ့ဒါကြောင့်ယူရိုတန်းတရာပုံစံမပေးချင်တဲ့အတွက်ကြောင့်မို့ဒါမာတီနယ်လီဒါကျွန်တော်တို့ desire do we အပြောင်းရွှေ့ပုံစံမျိုးကိုဒါအာဆန်တို့သိနေပြုတ်လုသွားနိုင်တယ်ဆိုရဲကောလာဟာလာဆန်ဆန်တရင်တွေတော့ထွက်နေတာတွေ့ရမှာ။အဲ့တော့လက်ရှိမှာအာဆန်တို့သိကလာမယ့်နေရာဒီမှာအကြီးမားဆုံးငွေသုံးမှာကဒီတိုက်ဆက်ပိုင်မယ်။ဒါပေမဲ့ကွင်းလယ်ပိုင်းမှာလက်ရှိမှာမာတင်အိုဒင်ကနေရာမှာနောက်နေရာမှာကစားနိုင်ဖို့အတွက်စော့နိုင်ဖို့အတွက်ဒါကျွန်တော်တို့ ကွင်းလေတိုက်စစ်ကစားသမားတယောက်ကိုလည်းအခုလက်ရှိမှာ market ထဲမှာရှာနေတယ်ဆိုပြီးတော့ David Austin ပြောတော့တာကိုတွေ့ရမယ်။ဒါအပြင်အာဆိုတဲ့ကဒီမာနေရက်တက်နေမှာမဟုတ်ဘဲနဲ့ cancel မှုတွေမှာလည်းလက်ရှိဒါကျွန်တော်ဘုံမောက်အသေးရဲ့ center back ကစားသမားဖြစ်တဲ့ဒါကျွန်တော် White Sun ကိုလည်းစိတ်ဝင်စားနေတယ်။လက်ရှိမှာဘုံမောက်အသေးရဲ့ cancel ကစားသမားကိုစိတ်ဝင်စားနေ club ကအလုံးပေါင်းကျွန်တော်6ခုလားမသိရှိသေးတယ်။အဓိက Chelsea, Newcastle United ဒါကျွန်တော် Arsenal, Liverpool ဒီ၄သင်းကအဓိကကစားစိတ်ဝင်စားနေပြီ။အဲ့တော့ White Sun ကတော့ဒါစာချုပ်ဖြတ်သိမ်းကြီး Euro 50ရှိတယ်။ဒီ Euro 50ရှိတဲ့ဥစ္စာကြောင့်မို့ဒါပေါင်တန် န်း90ရှိတယ်ပေါင်သန်း90ကျတော့ဒီကစားသမားကိုလွယ်လွယ်ကူကူနဲ့ခေါ်ဝေးရတယ်အကိအာစနိုအသင်းနဲ့လက်ရှိမှာ white sand ကိုခေါ်ခြင်းနဲ့ဆိုတော့ပုတ်ကူကြီးရသဘောတူညီမှုရဖို့ပဲလိုမယ်လို့မြင်တယ်ဒါပေမဲ့အခုလက်ရှိမှာအဓိကပြောစရာလိုလာတာကအာစောအသင်းနဲ့ဒီကွင်းလေပိုင်းပဲဇူဘီမန်ဒီကိုအခုချိန်ဒီအာစနိုအသင်းနဲ့ပုတ်ကူကြီးရဖို့တဲ့အခုချိန်ဒီစူးစမ်းနေစေဖြစ်ပြီး real madrid ကတစ်ဖက်ကဇူဘီမန်ဒီကိုခေါ်ယူခြင်းနဲ့လွန်ဆွဲနေတဲ့အကြောင်းဇူဘီမန်ဒီကိုခေါ်ယူနိုင်မလားမခေါ်ယူနိုင်ဘူးလားတချို့တော့ကြည့်ရမယ်လက်ရှိမှာ andrea barda နဲ့ဒါသူ့ရဲ့အိမ်မက်ဆိုင်ငယ်မှာ dream signing က bruno gamires ဖြစ်ပေမဲ့ bruno gamires ကလက်ရှိမှာ newcastle united မှာပဲ ဆက်ရှိနေမိတဲ့အတွက်ကြောင့်မို့အာစနိုတင်းတဲ့ဒီကွေးလယ်ပိုင်း DM နေရာအတွက်ဇူဘီမန်ဒီကိုအဓိကပဲပြတ်တပြတ်မှတ်ထားတဲ့ကြားသေးရဒါကြောင့်မို့လက်ရှိမှာအာစနိုတင်းတဲ့လာမယ့်နေရာဒီမှာတောမတ်စ်ပါတီကိုစာချုပ်ချုပ်ဖို့အတွက်လေဒါကျွန်တော်ပြင်ဆင်နေသေးဆိုသိရပါတယ်ဒါတော့ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 30.0ဆိုတဲ့ DB4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကြည့်လို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 30.0ဆိုတဲ့ DB4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကြည့်လို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 30.0ဆိုတဲ့ DB4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို အာ like subscribe လေးကိုကျွန်တော်အားပေးလိုက်ရရမြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဦးမြန်မာကလစ်မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲ AACC တွေ့ကြရပေါ့အားလုံးမကြွတူပါနဲ့မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဦးဗျမြန်မာကလစ်မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တော့ကြည့်ပါဦးဗျ default ဗျ